က်ကလူကြီးတွေဘာပြောလဲသူကတော့ဘာသာပြန်မယ်လို့ပြောတယ်။တက်ပြန်လို့ဘယ်တက်ကိုပြန်လဲ။ဘယ်ပြန်နေလဲရတာ။ကြည်အောင်ဘယ်တော့ထိအနေကြလဲပြီးအောင်ခုတက်ပြန်ကြည့်နေတဲ့လိုလိုင်းတက်ဖို့လေလက်ထဲမှာရောက်နေတက်ပြန်နေတဲ့ဟဲ့ဟဲ့ အားလုံးပဲမင်္ဂလာပါကျွန်တော်ရေးဖို့ရုတ်ထီမှာဒီနေ့2025ရွမ်းလ23ရက်နေ့ငနေပိုင်းမှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ငနေပိုင်းမှာပထမဆုံးပြပေးခြင်းတဲ့ train ကတော့ဒီမနေ့ကမှကျွန်တော်တင်ဆက်ပေးခဲ့တဲ့ကရင်ပြည်နယ်မြို့ဝတီမြို့နယ်ထမ်းမြေမှာနေဆက်မှာရှိတဲ့ ठी ကပလေးစစ်စခန်းကိုကျင်းလေးလေးဦးဆောင်သောမဟာမိပူပွန်တက်တွေကဒီမနေ့ကမှကျွန်တော် pace of တက်ခိုက်ခဲ့ပါတယ်လို့ကျွန်တော်ပြောဆိုခဲ့ပါတယ်တမကြဘူးအခုဆိုလို့ရှိရင် အဲ့ဒီစကန်ကိုသိမ့်ပိုက်ရရှိပြီလို့သိရပါတယ်ဒီထက်ကစစ်သားတွေကထမ်းဖက်တော့ထွက်ပြေးသွားကြောင်း KNL စေရေးတရင်ယင်းမင်းကပြောဆိုထားပါတယ်ဒီစကန်ကိုယွမ်လ22ရက်နေ့မိုးလွေ3နာရီ45မိနစ်အချိန်မှာထမ်းမြေမှာနေဆက်မှာရှိတဲ့စစ်ကောင်စီဤထိကပလီစစ်စခန်းကိုသိမ့်ပိုက်ရရှိခဲ့ကြောင်းသိရှိရပါတယ်အဆူပါစခန်းမှာစစ်ကောင်စီတပ်သားများကထမ်းနိုင်ငံဖက်တော့ထွက်ပြေးသွားကြောင်းလက်တလော နေမေရှင်းလင်းရဲ့လောဆောင်နေစေဖြစ်ပြီးတော့စစ်သားတေဆုံးမှုနဲ့လင်းနေခရန်သိမ့်ပတ်ရရှိမှုကတော့အချိန်လေးကိုအာစေစစ်နေစေဖြစ်ကြောင်းသိရှိရပါတယ်ဒီစကန်းကိုဘေရော့ကနဲ့စပြီးတော့ထက်ကဲခဲ့လဲဆိုလို့ရှိရင်ထီကပလေစကန်းကိုရွလ9ရက်နဲ့မှစပြီးတော့ဘောဘူဘောင်းတွေကဒရုန်းတွေနဲ့ဘောင်းတွေစကြေးတွေလို့သိရပါတယ်အဲ့ဒီဂရိတ်ကပဲစုပ်ထားတာလို့သိရှိရပါတယ်ရွလ21ရက်နဲ့မှကတော့စကန်းဧရိယာကို ရိယာထေကိုစတင်ပြီးတော့ထုတ်ဖို့ဝန်ရော့ပြီးတော့မာယွလန်22ရက်နေ့မိုးလွေပန်းမှာအပြည့်အသက်ကိုသိမ့်ပတ်ရရှိခဲ့ပါတယ်လို့သိရပါတယ်။အဒီစကန်ကဝိုးလွေပြူဟာကောင်းအနည်းမှာရှိတဲ့ရှိနေတဲ့ဂါကင်းစကန်လေးဖြစ်ပါတယ်လို့သိရပါတယ်။ဒရွန်ပေါင်းဆောင်ဘောင်းကျပြီးတော့လင်းနေကြီး စစ်လက်ပွိုင်းဖက်ပြစ်ကူစိုးမိုးပြီးတော့တက်သိန်းတာပါဟုစကမ်းသိန်းတက်ပွေတွင်ပါဝင်သောတိုလန်ရဲတရင်ရင်းမြင့်ကရှင်းပြပါတယ်ဆိုတော့ဒီတက်ပွေမှာဆိုလို့ရှိရင်စစ်ကောင်စီဖက်မှာဒေသမှုကတော့အသေးစိတ်မသိရသေးဘူးလင်းနေကျန်းတွေတင်ပတ်မှုကလည်းအသေးစိတ်မသိရသေးဘူးဆိုတော့ဒီဟာကကျွန်တော်တို့ online တဖို့တွေကသိမ့်ပတ်ရရှိတာကတော့လောင်းမကိုသတင်းတွေအမှန်ကြီးဖြစ်ဖြစ်ပါပြီလို့ကျွန်တော်တို့အာ ပြောလို့ရပါတယ်ဆိုတော့ဒီအခုဂရင်ပြည်နယ်မြက်ဝတီမြောင်းနယ်အနည်းမှာတိုင်းပြည်မှာနေဆက်မှာရှိနေတဲ့စကန်တွေကိုဆိုလို့ရှိရင်အခုချိန်မှာစကန်၃ခုပဲကျန်တော့တာခုဆိုလို့ရှိရင်၅ခုပဲကျန်တော့မှာဆိုတော့ဒီစကန်ကိုကျွန်တော်တို့တစ်ခုကလည်းအခုတက်ခတ်နေသေးလို့သိရပါတယ်ဆိုတော့ဒီလိုမျိုးကိုကျွန်တော်တို့တော်လိုင်းတဖို့တွေကတောက်လျှောက်ကိုသိမ့်ပယ်ရရှိခဲ့ပါတယ်ဆိုတော့အဲ့ဒါပြီးရင်အာထိကပလေစကန်နေရာက အရင်တော့က PNU ဌာနချုပ်ရောင်းဖြစ်ခဲ့ဖူးတယ်တဲ့ 2023ခုနှစ်မှာပထမအကြိမ်နဲ့ဒုတိယအကြိမ်ထိုးစစ်ဆင်ခဲ့ဖို့တယ်ဆိုတော့အခု2025ခုနှစ်ရွာလမှာမှရွာလမှာမှအဲ့ဒီစကန်ကို ပြန်လည်ရရှိတာပါဟုဂရင်စီးရဲသတင်းရင်းမြစ်က ရှင်းပြပါတယ်ဆိုတော့ဒီအခုဆိုလို့ရှိရင် KNU က ထမ်းမြေမှာနေဆက်မှာတခုလွန်ကိုထင်းချုပ်သိမ့်ပက်ရန် စကောင်စီတစကန်တောင်းခုသာသိမ့်ပက်အာတောင်းခုသာသိမ့်ပက်ရန်ရရှိရန်ဂျန်ရှိတော့ပြီးတော့အဆိုပါစကန်များမှာဥက္ကဋ္ဌဝိုးလေဗျူဟာဗျူဝိုးလေဗျူဟာကောင်းဣတလီစစ်တပ်စကန်တို့ဖြစ်ကြောင်းသိရှိရပါတယ်ဆိုတော့အခုဆိုလို့ရှိရင်ဥက္ကဋ္ဌစကန်ကိုလည်းရဖို့ရှိတယ်အာရရှိဖို့ကျန်လလီနဲ့ PDF ဘွန်တက်တွေက ပက်ဆော့ဖြတ်တော့ထားပါလေလို့သိရပါတယ်သူတို့မကြခင်မှာရရှိမှာပါရရှိမှာဖြစ်ပါလေလို့ဒီပြည်သူတွေအာသတင်းကောင်းကြားရမှာပါဆိုပြီးတော့ဂရင်စီးရဲ့သတင်းရင်းမြင့်ကအခုလိုပြောဆိုထားတာဖြစ်ပါတယ်ဆိုတော့ဥက္ကဋ္ဌကလည်းအာဒီမနေ့ခင်မှာကျွန်တော်ပြောခဲ့ပါတယ်အာစစ်ကောင်စီစခန်းတွေကိုအကုန်လုံးကိုပိတ်ဆို့ထားပြီးစစ်ကူလေးလာလို့မရတော့ဘူးဆိုတော့ထမ်းဖက်ကဂျမ်ဘာဖွင့်ထားတဲ့လူကြောင့်ဒီစခန်းကိုအာဒရုန်းနဲ့ဆိုလို့မရသေးဘူးဒရုန်းနဲ့ဆိုလို့ရပြီဆိုလို့ရှိရင်ဒီကောင်တွေကတော့ ဖွဲ့ပြီးဝပြီးပြင်ပြီးတော့ပြီးရတော့မယ့်အချိန်၄မျိုးကိုကျွန်တော်တို့ရောရှိနေပြီးတော့သိရပါတယ်။ဒါကတော့ကရင်ပြည်နယ်ကစကမ်းသိန်းတက်ဖို့တွေနဲ့ပတ်သက်ပြီးတော့ဗောနော်။အာကျွန်တော်တင်ဆက်ပေးတာဖြစ်ပါတယ်။ဆိုတော့ဒီဟာကသတင်းကောင်းတွေကြည့်ရပါတယ်။ Linux game တွေကိုလည်းဘယ်လိုတွေရရှိခဲ့မလဲဆိုတာကအစားဗောနော်။ကျွန်တော်တို့နောက်မှာပြင်ပြီးတော့အာသတင်းတွေအာတက်ဆန်သူတွေအဖွဲ့အစည်းကနေထွက်ပြန်လာပြီးဆိုလို့ရှိရင်ပြင်ပြီးတော့မြတ်ဝေပြပါမယ်ဆိုတော့အဲ့ဒီနောက်မှာနောက်တစ်ခုကနေပြီးတော့ပြန်ကြားရေးဝန်ကြီးဌာန NRTV ဝန်ထမ်းမန်းနေရင်ဖြူကိုဒေါ်အောင်ဆန်းစုကြည် အသက်ရှိစေပြီးမွေးနဲ့ဆူတောင်းပြီးဘန်တပိတ်ပါဝင်ခဲ့မှုအပါဝင်ခဲ့မှုပြန်စက်ကောင်စီကဖမ်းဆီးလိုက်ကြောင်း NRTV ဝန်ထမ်းအသံဝန်းနဲ့စက်ကောင်စီထုတ်ပြန်ကြေညာချက်အရသိရှိရပါတယ်တဲ့။ဒီဟာကဘလောက်ထိများကြောက်နေလဲ၊ပန်းကောဘလောက်ထိကြောက်နေလဲစက်ကောင်စီရဲ့အခြေအနေနော်။ဒီဟာကအခုစက်ကောင်စီဝန်ကြီးဌာနကပေါ့နော်။အာပြန်ကြေးဝန်ကြီးဌာနက NRT ဝန်ထမ်းပေါ့နော်။ဝန်ထမ်းကဒီလိုမျိုးကိုလော့တာကိုဒီကောင်တွေကဘန်းကောကြောက်နေတဲ့ စတဲ့နဲ့အာမင်ကခုလိုမျိုးထောင်ချပါတယ်လို့သိရပါတယ်သူကဘန်းတပိတ်ပါဝန်ထားရဲ့ပြီးရင်အမေစုမွန်းနဲ့ဆူတောင်းပေးတာကို Facebook Facebook မှာတင်တယ်လို့သိရပါတယ်အဲ့ဒါကိုဆီလိုဘီ Telegram Telegram channel ကနေဖမ်းပေးပါဆိုပြီးတော့တင်တယ်လို့သိရပါတယ်ရွမ်းလ21ရက်နေ့ည8နာရီလောက်မှာစစ်တပ်နဲ့သူတို့ကိုအာသူကိုဝမ်းဖမ်းတာလို့သိရပါတယ်သိရပါတယ်အာတီဗီ1000တအုပ်ကပြောဆိုပါတယ်တဲ့ဒီဟာက စက်ကောင်စီကဘယ်လောက်ထိကြောက်နေလဲဒီဘန်းတွေကိုဘယ်လောက်ထိကြောက်နေအမဲစုကျမ်းမာဖို့အတွက်စကားတခွန်းပြောတာတောင်းမှာဘယ်လောက်ထိကြောက်နေကြလဲဆိုတာကိုနော်ဆိုတော့အခုအခုအချိန်ထိကိုအသက်ဆက်ဆက်ပြည့်တဲ့အာအဖိုးအိုကြီးကိုဖမ်းဆီးတာကမဆန်းဘူးဘာလို့လဲဆိုလို့ရှိရင်ပန်းကိုသူ့ရစူတောင်းတန်ကိုကြားတာနဲ့တောင်းအဲ့လောက်ထိတောင်းလုံနေတဲ့ကြောက်ချီပန်းနေတဲ့စတဲ့နဲ့အာမင်ကတော့နော်အခုထိအဖိုးအဖွားဖို့ကိုချွနှောင်ထားတာကတော့မဆန်းပါဘူး နော်ဒါကတော့တခုပေါ့နော်စကောင်စီရဲ့အာကြောချီပန်းမှုကိုဘန်းကိုကြောက်နေတဲ့စတန်ဒတ်အာမင်ကြီးအကြောင်းတွေကိုပြောပြချင်တာဖြစ်ပါတယ်နောက်တစ်ခုကရေနံချောင်းတွင်စစ်သက်စစ်ချောင်းကိုဒိုလန်ရဲတက်ကတက်ခဲမှုမှာစစ်သား15ဦးသေဆုံးတယ်ဟုဆိုပါတယ်ဒီကန်းကတော့မကွေးတန်းရေနံချောင်းမြော့နယ်အတွင်းဝန်းရောက်လာသောစစ်သက်စစ်ချောင်းကိုတက်ခဲခဲ့ရမှာစစ်သား15ဦးသေဆုံးပြီးတော့အများအပြားကိုဒဏ်ရာရှိခဲ့ကြောင်းရေနံချောင်းမြော့နယ်ပြည်သူ့ကော်မတီရဲ့ပြတ်ဖွဲ့မှတာဝန်ရှိသူတို့ကပြောဆိုပါတယ် ရက်ကမေလ29ရက်နေ့ကမကွေးအခြေဆိုင်တက်မရှိရှိခက်လက်ရခွန်းခွန်းခက်လက်ရစက်တုံးမှာစုပေါင်းထားသောအကျန်းဖက်စစ်တပ်ကကြောပတုံမြော့နယ်စီပင်ဖြူရွာမှာ စီပင်ဖြူရွာမှာဗီဇိုတီများနဲ့ပူးပေါင်းကအင်အား150ခန့်ပြန်ရေနံချောင်းမြော့နယ်တာကူကန်ကြည့်ပါဦးနော်တန်ခုကကြည့်ပါဖိုးကိုလန်းအာဖိုးကိုလန်းမှာတစဉ်ဝမ်းရောက်လာကြောင် အဆိုပါစစ်တပ်စကြောင်းကိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကတက်ခတ်ချင်းမုန်းခဲ့ရမှာယွန်းလ16ရက်နေ့ကအထိပေါ့နော်16ရက်နေ့အထိအာ16ရက်နေ့အထိရင်းနှစေကြာတပ်ပွေဖြစ်ခဲ့ကြောင်းသိရှိရပါတယ်။ယွန်းလ16ရက်နေ့စစ်တပ်စကြောင်းကကောင်းအန်ဖုံးကွေးလမ်းကနေပြန်ထွက်သွားတာမကွေးအခြေဆက်တပ်မရှိရှိခလရခွန်ခွန်ခလရစစ်တုံးတက်တဲ့ကျောပတော်စီပင်ရွာကမြို့တွေပေါင်းပြီးတော့ဝန်လာလို့တပ်ပွေဖြစ်တာပါတဲ့။ မေလ28ရက်နေ့ကစတင်တဲ့အချိန်ကစပြီးတော့ကျွန်တော်တို့အဲတက်ပွဲဖြစ်တဲ့ရင်းနှစေကြာတက်ပွဲအတွက်မှာစက္ခရ15កောင်ပြီးပြီးတော့ဒေဆုံးပြီးတော့အများပြက်ကိုတိုင်ရရှိပါလေဟုတ်ရေနံချောင်းမြော့နေပြီတုကကိုရက်ဖွဲ့မှာတာဝန်ရှိသူတို့ကခုလိုပြောဆိုထားပါတယ်ဒါကတော့တွန်လိုက်တခုကရင်းနှစေကြာတက်ပွဲအတွက်မှာစက္ကောင်တစ်ဖက်က15កောင်ကိုတုတ်တင်နိုင်ခဲ့တဲ့အကြောင်းကိုတင်ဆက်ပေးတာဖြစ်ပါတယ်အဲ့ဒီနောက်မှာကျွန်တော်တွန်လိုက်တဖို့တွေကိုအာ ရေကောင်းတွင် PDF ကိုဂရုမဆိုင်ဟုဆိုကဖစ်ဒူသနတ်ခါကြထူးရဲတွာလာနေသောလက်နေကံပြီးစိုးတီအာဘတ်တန်ပေါ့နော်ဘတ်တန်ပြက်ကခံရပြီးဒေဆောင်ပါတယ်လို့ပြီးရပါတယ်ဒီကောင်ကဗကောတန်ရေကောင်းမြော့နေတဲ့အတွက်ပြီးသူများထံမှာစစ်မှုထမ်းခြင်းတောင်းခံပြီးတော့ PDF များကိုဂရုမဆက်ဟုဂျွေးကြော်နေသည့်လက်နေကံပြီးစိုးတီဘတ်တန်ပြက်ကခံရပြီးတော့ဒေဆောင်ခဲ့ကြောင်းတရားဝတီခရင်တရင်တက်ခွေနှင့်က တူလိုင်းတဖို့တွေကပြောဆိုထားပါတယ်ဒီကောင်ကကျွန်တော်တူလိုင်းတဖို့တွေကိုစုပ်ကုန်မဆိုင်ဘူးဆိုပြီးတော့ခါကြပစ္စတိုကားကြထိုးပြီးတော့သွားလာနေတဲ့ကောင်ကိုသိရပါတယ်ဒီကောင်ကဘိုးတန်းကိုနော်ဘိုးတန်းမှာရှိနေတယ်ဆိုတာကိုသိရတယ်ဆိုတော့ဒီအာကျွန်တော်တူလိုင်းတဖို့တွေကစုပ်ထက်လိုက်တာဆိုတော့ဒီကသေဆုံးသွားတော့ဘီဆိုတီဂလာခဘတ်တန်ဒီပစ္စတိုတလက်ကိုခါတွန်ထိုးရွယ်ရွာအာရက်ရွာထဲကရွာအထိတ်တွန် စမူထန်ကြေးပေးရမယ်ဟုချင်းချော်ဒေါန်းဆုံနေပြီးတော့စမူထန်ထက်မဲ့ဘူဆိုကတင်မဟုဆိုကလူငယ်များကိုစမူထန်အဖြစ်ဆွေးသွမ်းနေသူဖြစ်ကြောင်းထို့ပြင် PDF များကိုလည်းဂယုမဆိုင်ကြောင်းကိုကြွေးကြုံနေသူဖြစ်ကြောင်းသိရှိရပါတယ်။ဒါကြောင့်လို့ထို့သောပြည်သူများကိုနေမျိုးဆောင်ပြန်ဒုက္ခပေးနေပြီးတော့အကျန်းဖက်စက်ကောင်စီလောက်တဲ့အဖြစ်လောဆောင်နေခြင်းကြောင်း ဒိုလန်ရဲ့တက်ဖွဲ့များကသွားရောက်တက်ခတ်ခဲ့ခြင်းဖြစ်ကြောင်းဒါယဝတိခရံတရင်နှစ်တရင်တိကတက်ခွေနှစ်ကောင်နော်ဒိုလန်တက်ဖွဲ့တွေကတာဝန်ရှိသူတို့ကပြောဆိုထားပါဖြစ်ပါတယ်ဆိုတော့တရားကစက်ကောင်စီလက်အောက်ခံတောက်တန်လည်းဖြစ်တယ်ကျွန်တော်ပြည်သူတွေကိုလည်းတောက်လျှောက်ကိုအာဖျားပေးမှုတွေပြောနေတယ်ဗောနော်ဆိုတော့အခုချိန်မှာဒိုလန်တက်ဖွဲ့တွေကိုအာချင်းခုံနေတဲ့ကောင်တွေကအမြဲတမ်းပြောပါတယ်ကျွန်တော်ပြန်ပါကျွန်တော်တို့တိုလိုင်းတက်ဖို့တွေကိုစင်ခိုပြီဆိုလို့ရှိရင်မင်းတို့ဟာနဲ့မင်းတို့ဒရိထားပြီးတော့စင်ခိုကြပါ ဒါမဟုတ်ရင်တော့အာချောင်ပြီးတော့လာပြီးတော့ပြောမိနေပြီလေဆိုလို့ရှိတော့မင်းတို့ဘုရားကတော့အတွေ့ရေးစရာဖြစ်မယ်လို့ကျွန်တော်အမိန်ပြောပါတယ်အခုချိန်မှာဖင်ရလောက်သွားပြီးတော့အုံအုံမိတာအခုဆိုလို့ရှိရင်တော့ဥမာကန်းတော့ပြီဆိုတော့နောက်တစ်ခုဒီနေ့ကျွန်တော်တို့ပထမဆုံးကြီးစေချင်တာသတင်းကတော့ဘာလဲဆိုလို့ရှိရင်တတော်လေးကိုစက်အားထက်တန်ဖို့ကောင်းတဲ့ယုတ်တန်ဖန်တတော်လေးကိုကျွန်တော်တို့ဂျီနိုအာလိုပြောမှလဲအားရှိစေတဲ့ယုတ်တန်ဖန်တစ်ခုဖြစ်ပါတယ်ဒါကတော့ဘာလဲဆိုလို့ရှိရင် AAC ရာနဲ့ကြည်ပြီးတဲ့ လူငယ်တွေစစ်တင်တန်းတက်ဖို့အတွက်ဝမ်းရောက်လာကြတယ်တော့သိရပါတယ်။ဘလူတွေပျော်ပါပြီးတော့အာရန်နဲ့ကြည်ပြီးတော့လူတွေကြွားလာကြတာလေ။တက်တဲ့ကြွားကိုလော့ရှ်အာဘာဝန်လာကြတယ်လို့သိရပါတယ်။ရုတ်တန်ဖန်တဲ့ကွာလေထွက်လာပါတယ်။ဒီဟာကအာဘေနာကလည်းဆိုတာကအသက်ဆောင်တော့ကျွန်တော်တို့ကျွန်တော်ပြင်ပြီးတော့ကြည့်ကြည့်ရအောင်။ဆိုတော့ဒီဟာကိုကျွန်တော်တို့ဒီလိုမျိုးအာရန်ပြောတဲ့ဒီမှာဆိုလို့ဒီတိမှာရုတ်တန်ဖန်တဲ့ကွာနော်။အာပြပြပါ။ဒါကတော့ဒရင်းမီဒီယာတစ်ခုကနေထုတ်ပြန်လာအာ

ခြေခံ B နဲ့အတွက်ပေါ့နော်ကဲအာခတော်ဆိုတာကသူတို့အာမျိုးနယ်တစ်ခုထဲပဲလုံးနေတာမဟုတ်ဘူးနဲ့သူတို့နေရအောင်ပေါ့နော်လော့ရှားနေတဲ့အာခတဲ့တော်အင်းကြီးဖြစ်ပါတယ်သူတို့ဒီထဲမှာဆိုလို့ရှိရင်အခုချိန်မှာဒီဟာကအမှန်ဆိုလို့ရှိရင်အာခတဲ့တော်အင်းကဝင်လာပြီးတော့စူးစမ်းတာမျိုးမဟုတ်ဘူးဒီထဲမှာလက်နက်ကန်တို့ကျွန်တော်တို့အာရခတ်တို့အရင်ဝင်တဲ့လူတွေအာရခတ်တွေကအာလက်နက်မထုတ်ပါ လက်နဲ့နဲ့ခိုးဆောင်တာမျိုးလေးမဟုတ်ဘူးဒီထက်မှာကျွန်တော်တို့လိုင်းတစ်ခွက်ဖြစ်တဲ့အာရခတို့ရင်ကလေးဘေးနားမှာတရုတ်မှမတွေ့ဘူးသူတို့ဟာနဲ့သူတို့ယောကလူယောကလူတွေကပြောပြီးတော့ဝန်နေကြသွားနေကြတာဖြစ်ဒါကဘယ်လောက်ထိစက်စက်တက်ကြွစရာကောင်းလဲဒီကတော့ຢາກကျွန်တော်တို့လိုင်းတစ်ခွက်ရဲ့ရက်အာအာရခတို့ရင်အာရခဘီနေပေါ့အာရခနိုင်ငံကိုကာကွယ်မဲ့သူဖြစ်ပါတယ်ဆိုတော့ဒါကတော့တစ်ခုနော်စက်ကြွစရာကောင်းတဲ့ဒါတိုင်းတစ်ခုနောက်တစ်ခုကတော့ဗာလဲဆိုလို့ရှိရင်တော့ စစ်တပ်ဖက်မှာဘယ်လောက်ထိများယူအနေတူသူတွေရှိလဲဆိုတာကိုကျွန်တော်ပြပြစနေဗာလဲဆိုရှင်ဒီဟာကတော့ PNA ကဖမ်းမိထားတဲ့စစ်တုံးပန်းရဲ့ပြောဆိုခြင်းနဲ့နေပုံထမ်းပုံဘလူတွေရှိနေလဲဘလူတွေနေနေလဲဆိုတာပြောပြချင်တာဆိုတော့အခုချိန်မှာကျွန်တော်အေးတိုင်းပြောပါတယ်အာစစ်တပ်ဖက်တွေ့ဆိုလို့ရှိရင်စစ်ကောင်စီကစေးကြွေးပြီးတော့စစ်ကြော့စေးကိုကျေးပြီးတော့ဒီကောင်တွေကိုစစ်သားတွေနော်အာတပ်သားတွေတွေပါအာစစ်တပ်ခန့်နေတာဆိုတာကတော့ပြည်သူတွေအားလုံးဒီပြောနေကြတာကိုမလို့တာ သူတို့ရဲ့ပြောဆိုချက်နေပေါင်းထမ်းပေါင်းတို့လာကျွန်တော်တို့ online protocol ဖန်ဆီးရမယ့်သူတို့ထဲမှာဘယ်လိုနေကြလဲဆိုတာကိုစောင့်နော်သိနေကြပါလားဆိုတော့အခုချိန်မှာကျွန်တော်တို့ပြင်ပြီးတော့တွေ့ရတာရှိပါတယ်ဘာလဲဆိုလို့ရှိရင်ကရင်အကချင်ပြည်နယ်က GNA တပ်ဖွဲ့တွေနဲ့ PDF ကုန်းတော်တွေကဖန်ဆီးရမိထတဲ့ Sedena Army ကြီးအချင်းနဲ့ကျွန်တော်တချက်လောက်ရှုပ်ကြည့်အောင်အားလုံးမလုပ်ဘူးနော်စိတ်ချဒီစားရေးတိုင်းပဲကွာရှင်းပြမယ်အားရှိတယ်မတော်နိုင်လို့ထမ်းဖို့မယ်နော် ပြောရင်ဟန်ပူးမယ်နော်ဟန်ပူးမယ်ဒီလောက်ထိလူသားချင်းစာနာနော်ဒီလောက်ထိလူစမ်းတာလူပိဒကြေအောင်တူလိုက်တဖို့တယ်ဒီနေရာလေးတက်ပြန်ဘယ်တော့ပြန်ရအောင်နော်နေရာလေးတက်ပြီးနေရာ၅တက်ပြီးမတည်ဘူးရှင်းပြီလားဝဲကြကကိုလူလား အော်သူညလုံးလည်းဒီမှာဆေးလာတာပေါ့ဟုတ်လားဟုတ်ဟိုင်းတသားလားဟုတ်ရှင်ခြေပေါ်ခြေပေါ်ပဲလားဟုတ်ကဲ့ဆက်ကလူကြီးတွေဘာပြောလဲဒီကောင်ကတက်ပြန်မယ်လို့ပြောတယ်တက်ပြန်လို့ဘယ်တက်ကိုပြန်လဲဘယ်ပြန်နေလေးရလားကြည်အောင်ဘလော့ထိအနေကြလေကြည်အောင် ခုတက်ပြက်ကြီးနေတဲ့လိုလိုင်းကြီးတက်ဖို့လက်ထဲမှာရောက်နေတက်ပြက်ကြီးနေတဲ့ဟဲ့ဟဲ့ညာကြီးဟာညာကြီးကြောင့်ပြန်မယ်အဲ့ဒီလိုလွတ်လာခုလွတ်လာဟောခုလွတ်လာလို့သွားလို့ရလားလွတ်လာဟုတ်လားအခုကသွားလို့ရအောင်မရဘူးမလားအဲ့လိုနေနော်အဲ့လိုနေကျွန်တော်ကဲဆိုတော့ဒီဟာကဒူလိုင်းတဲ့ဖိုတိုကဖမ်းမိထားတဲ့စတုံးပိုင်းစတဲ့နဲ့အာမင်ကြီ ကြောင်းနေတာကြည့်ရောနော်တက်ပြက်ကြီးနေတဲ့ကိုယ်တစ်ခုတော့သွားပြီးတော့ကွန်ပျူတာလာအမှန်ဆိုလို့ရှိရင်ဒီကောင်ကတော့ဒီလိုမျိုးဆက်ဆံသိတာပေါ့နော်ဆိုတော့ဒီထဲမှာဒိုလိုင်းတက်ဖို့တွေကလူသားချင်းစာနာမှုလူအာလူလုံးသူလို့တွေ့အာမင်းနဲ့တွေ့ကြောင်းမင်းကိုလည်းမသွားနိုင်ရင်အာခံပူးမဲ့တဲ့အခြေကိုတော့ပြောနေတာဆိုတော့ရေးစာရေးတတ်မယ်ခမင်းဆိုင်မင်းကျွေးမယ်ဒီလိုမျိုးအစိမ့်ကိုလူအာလူလုံးမင်းတော့ဒီကောင်ကတက်ပြက်နေတယ်တက်ပြက်ပဲ social community ဒီဟာကတော့ဒီနေ့ညနေဘက်မှာရရှိထားတဲ့ training tool တွေကိုတက်နံတယ်လို့ပေါ့နော်အချင်းချင်းပြီးတော့ training တွေကိုတင်ဆက်ပေးတာဖြစ်ပါတယ် train to train အပြစ်ကအပြစ်အဆောင်ပေါ့နော်မနေ့ပြန်မနေ့ခင်းချက်မှာပြန်ပြီးတော့တင်ဆက်ပေးပါမယ်လို့ပြောရင်းနဲ့ကျွန်တော်ဗီဒီယိုလေးကိုအမေနဲ့ကြည့်ရှုအပြည့်ကြတဲ့မိမပြည်သူများအားလုံးကိုလည်းကိုယ်ကြီးကြမှာခြင်းစေချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေ